အဘတိလာမှာအဘေတိတ်ခါပုဂ္ဂိုလ်အပြစ်အကြီးဆုံးဖြစ်ပါတယ်မုဒါလာသူရာလာကွဲပြားစွာသိလိုပါသည်ဆရာဆရာတော်ကြီးများဟောကြားတော်လဲတမျိုးတစ်ပါးကွဲပြားသည်များလည်းရှိပါ၍အာပေါ်မမိ၍လားတရားတော်ကပဲမရှင်း၍လားကျွန်တော်တို့ငင်းနေကြရပါသည်ဓမ္မတာကိစ္စဉဏ်ပရိပန်ကိုဆရာထံမှ နာကြားလိုပါသည်ဆရာလေးစားလျက်ပါဆိုပြီးတော့ဤသားထားရပဲဖြစ်ပါရဲ့ရှင်တရားတော်ကတော့ရှင်းတာပေါ့နော်ရှင်းရှင်းလေးပါ ဒါပေမဲ့ဟောကြားသူပုဂ္ဂိုလ်နဲ့နာကြားသူပုဂ္ဂိုလ်မှာအာဘော်မမိရင်တော့မသိဘူးပေါ့အာဘော်ဆိုတာဟောသူပြောသူရေးသူမေးသူအားလုံးရဲ့နှလုံးသွင်းဆိုလို့ရင်းမှာအာဘော်လို့ခေါ်တယ်အဲ့ဒါမိဖို့တော့လိုတာပေါ့နှုံးနှစ်ဖက်တောင်းအောင်ရှိတာပေါ့တရားတော်မှာရှင်းတယ်ဆိုတာကငါးဘက်တရားမှာအပြည့်အစုံပဲရလဲလို့ဆိုတာကျွန်တော်ဒါရေပုံရအစလေးကျွန်တော်ပြောပြမယ်သူရာမေရာယကိုအပြစ်ကြီးကြောင်းပြောတာကိုခௌတကပါထအထကရာမှာပေါ်ပြတယ်ခௌတကပါထအထကရာဒါတရားဟောတဲ့ပုဂ္ဂိုလ်တွေအแทးကိုပြောဖို့လိုတယ်နောက်တစ်ခါ မုဒ္ဒဝါဒအပြစ်ကြီးချောင်းကိုတော့ဣတိဝုဒ္ဓကပါဠိတော်မှာဖော်ပြထားတယ်ဒါဆောဆုံးကျွန်တော်ကြိုတင်လေးပြောပြထားတာပေါ့နော်ဒါပြန်ကျွန်တော်ဆက်ကြည့်ကြသူရမေရယအပြစ်ကြီးချောင်းကိုဘယ်လိုပြောသလဲလို့ဆိုတော့သူရမေရယကျူးလွန်တဲ့ပုဂ္ဂိုလ်ပေါ့အဲဒီသိက္ခာပုဂ္ဂိုလ်ကျူးလွန်တဲ့ပုဂ္ဂိုလ်ကအသေးသောအပေကြရည်ငရဒိဋ္ဌံဖြစ်ကြစေပေကြတယ်ကြပြီးတော့အကုသိုလ်ကုန်ပြီးတော့ပြန်လွတ်လာတယ်ပေါ့ပြန်တက်လာတယ်ကောင်းမှုကုသိုလ်ကအရှင်နဲ့ပြန်တက်လာတယ်ပေါ့ပြန်တက်လာရင်သူကလူဖြစ်မယ်ပေါ့အပေကနေတက်တော့လူဖြစ်မယ်ဆိုရင်လူဖြစ်ရင်လူယူး နတ်ဖြစ်ရင်နတ်ယူအဲအဲ့လိုအယူတွေဖြစ်တယ်အဲ့ဒါသူရဲ့ပဝတ္တိအကျိုးဟိုကပရိဇန်နေကျိုးအပေကိုကြားတယ်ပရိဇန်နေကျိုးအာဟုဇရာဝိဘကုံလို့တက်လာလို့ရှိရင်လူဖြစ်လူယူနတ်ဖြစ်နတ်ယူဒါဟိုပါပြောတာပါဠိနဲ့ပြောမယ်ဆိုရင်တော့သုဒ္ဓဘာနာခေါဘိက္ခူအာသေဝိတံနိတိဝိတံနိယတသံဝတ္တိကံပိဋိဝိဒိယသံဝတ္တိကံတိရိသန္နာရောဂိသံယောသံဝတ္တိကံဖြစ်တယ်ဗောဗျာအဲအဲ့ဒီကနေဖြစ်ပြီးတော့မှပြန်တက်လာရင်သူရဲ့အဖို့ဆုံးအဖြစ် ယောစသဗ္ဗလဟုကောသုရပါဏတဝိပါကောသောအုံမတကတံဝတ္တဏီကောယူတယ်အယူစိတ်ဖို့ပြန်အဲ့တော့သူ့ကိုပြန်ပြီးတော့ကောက်မယ်လို့ဆိုရင်ဆိုပါစို့ဗျာသူနဲ့ရှင်နဲ့၅ပါးတည်းလာမကြံနဲ့၄ပါးရှိပါဏတိပါတာကျွလွန်တဲ့လူကသိရင်ပယ်ကြရင်အကုသိုလ်ကုံလို့ပြန်တတ်ရင်ယောဂများတယ်အသက်တူတယ်စမ်းသိမို့နော်ဒါအဋ္ဌိဏဒါနာခိုးတယ်အပယ်ကြတယ်ပြန်တတ်ရင်သူဥစ္စာပစ္စည်းမွဲတယ်ရှားပါးတယ်စရှိတည်ပြင်းပေါ့နော်အခုခံရတယ်ပေါ့ကာမေသူမိစ္ဆာစာတာအပယ်ကြတယ် ပြန်တက်လာရင်ပါလူမုံများတယ်နော်အဆွဆွဲခံအဆရှိစီပြေမုဇဝါဒအပယ်ကြတယ်ပြန်တက်လာရင်အပေါ်ဆုံးဖြစ်ကစကားမပြီးသွားမညီဘူးလူတွေမယုံကြည်ဘူးပေါ့နော်ဆုံးပါညာပေါ့ဒါပေမဲ့အဲ့ဒီလေးပါးတုံးကကျန်တော့ကျင်းတော့လေးပါးတုံးကသူရမေတ္တာရသိခါဖို့ကျူးလွန်သူလို့စိတ်ဖောက်ပြန်ပြီးယူတော့သွားတာတရားဝမရှိမရှိတဲ့ခါကျတော့သူတို့အသက်တိုတဲ့အနာရှိတဲ့စားကြည့်ဖြစ်မော်နော်နေရတဲ့အချိန်မှာဆင်းရဲနေရတဲ့အချိန်မှာဒါနသီလဘာဝနာကိုပြုလုပ်နိုင်သေးတယ် တရားတွေကိုနာကြားနိုင်သေးတယ်ပေါ့ကောင်းမှုကုသိုလ်တွေပြုလုပ်နိုင်သေးတယ်ဟိုလူကတက်လာရင်ယူပြီလို့ဆိုတော့ဒါနသီလဘာဝနာဘာမှမလုပ်နိုင်တော့ဘူးဒါကြောင့်အပြစ်ကြီးတယ်လို့ခေါတ္တကပါဌထာဂရာကဖွင့်ပြတယ်ဒါမှတ်ထားပေးဖို့ပဲเนาะဟုတ်ပါပြီကောင်းပြီဒါဖြင့်နောက်တစ်မျိုးကြည့်မယ်သူရမေရာရအပြစ်အဲမူဇဝါဒအပြစ်ကြီးပုံကိုဣတိဝရကပါဠိတော်မှာဟောတာမြတ်စွာဘုရားရှင်ကဘာဘာဟောလဲလို့ဆိုတော့မှန်စွာပြောကြားဝစီသစ္စာစကားကိုတဲ့ဖောက်ပြန်မာရင်ပြီးတော့ကျူးလွန်တဲ့တတ္တဝါအတွက် အခြားတစ်ပါးသောမကောင်းမှုအကုသိုလ်တစ်ဆက်ကိုမပြုမပြုနိုင်တော့လို့ငါဖျားဟောကြားတော်မှာမဟုတ်တပါးသောအရာကဘာလဲလို့ဆိုတော့ခုနကပြောတဲ့ဟိုကပေါ့ဟိုမုဇ္ဇဝါဒလည်းလည်းပြောကြတဲ့အကုသိုလ်တရားပဲတဲ့ညီမလို့ဒါကိုချောချောမွေ့မွေ့ပြန်မယ်ဆိုရင်တော့မုဇ္ဇဝါဒကျူးလွန်တဲ့ပုဂ္ဂိုလ်တူကကျန်တဲ့အရာဝတ္ထုတွေပေါ့ပါဏတိအဋ္ဌိဏကံပြောမပြုရတဲ့အရာတစ်ခုမှမရှိတော့ဘူး သူကလှုပ်ပြီးမလှုပ်ဘူးလို့ပြောရင်းလဲဆိုလို့ဆိုတော့လိန်လေတဲ့ပုံကိုဆိုတော့အပြစ်ကြီးရပေါ့နော်အဲဒါကြောင့်သူကအပြစ်ကြီးဆုံးဟာလို့ပြောတယ်မြတ်စွာဘုရားရှင်ဒါကိုတခါထပ်ဆက်ပြီးသိရမှာအခုမိစ္ဆာဒိဋ္ဌိကြီးရှိတယ်ဒိဋ္ဌိကြီးပေါ့အဲ့ဒီမိစ္ဆာဒိဋ္ဌိကြီးကသူတို့ရဲ့အယူဝါဒကိုဖော်ပြတဲ့အခါမှာစီးယုံတဲ့အခါမှာမဟုတ်မမှန်တဲ့ဇကားပေါ့နော်မှားယွင်းတဲ့ဇကားပေါ့ဒီဘက်ကတစ္ဆဝါစာဆိုတဲ့ဇကားကိုဖောက်ပြန်ပြီးတော့မဟုတ်မမှန်ချွတ်ယွင်းတဲ့မှားယွင်းတဲ့ဇကားတွေနဲ့လိန်လေပြီးပြောကြတယ်ဟိုဒီမှာယုံအောင်ပေါ့နော် အဲ့လိုဝါဒတည်ထောင်ရတယ်။နောက်ပြီးတော့အနန္တရိယကံကြီး၅ပါးရှိတယ်။အပြစ်အကြီးဆုံးကံကြီးရယ်နော်အမေတ္တအဖေတ္တရဟန္တာတ္တအစရှိတဲ့၅ခု။အဲ့ဒီကျမှာအကြီးဆုံးအပြစ်ကတန်ခဗေဒကကံ။တန်ခါကိုသိမ်းခွဲတာ။အဲ့ဒါကိုဒေဝရတ်ကလုပ်ခဲ့တယ်။ဒေဝရတ်ဒီတန်ခါကိုသိမ်းခွဲဖို့အတွက်သူစီယုံတဲ့ခါမှာဗာနဲ့စီယုံလို့ဆိုမူဇာဝါဒနဲ့စီယုံရတယ်။ဘုံဝင်မှန်စကားနဲ့စီယုံရတယ်။အဲ့တော့အပြစ်အကြီးဆုံးဖြစ်တဲ့တန်ခဗေဒကကံကိုစီယုံတဲ့ခါမှာမူဇာဝါဒအပြစ်အကြီးဆုံးဖြစ်တဲ့နိရတမိစ္ဆာဒိဋ္ဌိဖြစ်တဲ့ဝါဒကိုထီချောင်ထူထောင်တာမူဇာဝါဒ။ ဒါပြန်သူအရန်အပြစ်ကြီးတယ်နောက်တစ်ခါကျွန်တော်ဟိုပြောဖို့ပါတယ်ဘုရားလုံးတွေကပါရမီဖြည့်တဲ့ခါမှာအခြားခြားသောပုထုဇဉ်ဘဝမလို့လေအခြားခြားသောဒုစရိုက်တွေပဏာတိပါဒကိုပြုရင်ပြုမယ်မုဒဝါဒနဲ့ပတ်သက်လိုက်ရေးစင်ချင်းတဲ့ကမ္ဘာတစ်စိမ့်မှာတစ်ချိန်မှမကျူးလွန်ခဲ့ဘူးဒါဘုရားဖြစ်ရေးအတွက်အဓိကအရေးကြီးပဲနော်တစ္ဆောက်ဝါစာကိုပဲပြောတယ်ဘာမှမပြောမပြောအဲ့တော့ပြန်ကြည့်မယ်ဆိုရင်နှစ်ချုပ်မယ် conclusion ဆွဲမယ်ဆိုရင် မုဒဝါဒကိုကျူးလွန်တဲ့ပုဂ္ဂိုလ်ဟာအပြစ်ကြီးဆုံးဖြစ်တဲ့ တန်ခါပိဋကကံကို၎င်းမိစ္ဆာဒိဋ္ဌိကို၎င်းထူထောင်ရင်းမှာအရေးပါတယ်လို့အဲ့ဒါကိုရှောင်ကျင်တဲ့မူဇာဝါဒကိုရှောင်ကျင်တဲ့ကုသိုလ်ကဖျားဖြစ်ရေးအတွက်ကိုအရာရောက်တယ်။အဲ့တော့သူ့အခန်းကဏ္ဍကသိပြီးတော့ကြည့်ကြတယ်။အဲ့နှစ်ခုကိုကျွန်တော်နိုင်ရှင်ပြောပြပြီ။အဲ့ဒီချက်မှာတစ်ခုကိုရွေးမယ်ဆိုရင်ဘယ်ဟာကအပြစ်ကြီးဆုံးလဲလို့ပြောရင်ပါဠိဓမ္မစာပေမှာစီကံရှိတယ်။ပါဠိတော်နဲ့ထာဂရာနဲ့ချုပ်မိဟေးဆိုရင်ထာဂရာကနောက်ဆုတ်ပေးရတယ်။ပါဠိတော်က first ပဲ ်ပါဠိတော်လို့ပြောရင်ဘုရားဟောပဲအထာဂရာဆိုတာခုနရှင်မဘုဒ္ဓကောသလို့အထာဂရာဟောပြနော်အဲ့တော့အထာဂရာနဲ့တီဃာနဲ့စုံပြီလို့ဆိုရင်တီဃာကနောက်ဆုတ်ပြရတာဂရာကိုဦးစားပြရဒါဆိုရင်အဖြစ်ထွက်ပြီနော်ဘယ်ဟာအရေးကြီးလဲဆိုတော့အဲ့တော့ကျွန်တော်အနေနဲ့ခုလိုပြောကြခြင်းကဒေသနာယုတ်တိကိုပြောတာပါဠိတော်အထာဂရာတီဃာကိုပြောတာတဘာဝယုတ်တိနဲ့ပြောရင်တော့သူကနိဏခြင်းနဲ့တတ်တာခြင်းနှစ်ခုရှိတယ်နိဏခြင်းနဲ့ကြည့်ပါလို့ဆိုရင် ဘုဇဝါဒနဲ့သုရမေရာယကျူးလွန်တဲ့ပုံစံတွေကတနည်းအားဖြင့်ပြောရင်ဆင်ရဲ့ဘယ်ခြေရောက်နဲ့ညာခြေရောက်ပဲနော်ဆင်ကိုဘယ်ခြေရောက်နဲ့နင်းခံမလားညာခြေရောက်နဲ့နင်းခံမလားဆိုရင်တော့တစ်ချက်မှမသက်သာဘူးအဲနင်းနာတဲ့ဘက်မှာအဓိကဆင်နင်းမခံရဘူးအဓိကပဲဒါနင်းနာခြင်းကိစ္စနော်တာရကယုတ်တိသက်သာခြင်းကိုပြောမှလို့ဆိုရင်တော့ပုထုဇဉ်ဆိုတာကဉာဏ်အမြင်ကန်းနေတဲ့လူတွေပုထုကိလေသာစနေတီတီပုထုဇဉ်နာဆိုတာကိလေသာအပြည့်ရှိတယ်အဲ့တော့ပုထုဇဉ်ဉာဏ်မြင်ကန်းသူတို့မှာရောရမ်းကဘာမထင်လား ဇသပြင်ပုံမြင်ထောင်းနေတဲ့နတ်ဝင်ကိုဘုံမြောက်စီနေတဲ့အယူတွေပဲအုံမတကပဲအဲ့တော့မျက်စိနှစ်ဖက်ကန်းနေတဲ့ပုံကိုတူးကိုဆွဲခေါ်တဲ့အခါမှာဘယ်လက်ကောညာလက်ကောနှစ်ဖက်စုံကန်ပြီးမာကရုဏာနဲ့တော့လည်းဆွဲခေါ်တာပဲတရားအဲ့ဒါကြောင့်ဒီဘက်ကသုရမေရယကိုလည်းပြတယ်အပြစ်ကြီးကြောင်းဒီဘက်ကအမှုဇာဝါဒကိုလည်းပြတယ်နှစ်ဖက်စုံပြပြီးတော့တတရာတတရာကြောင့်ဆွဲခေါ်တာပဲအဲ့ဒါကိုမှမကျင်တဲ့လို့တခုတည်းပဲထပ်ပြောပါစေခုနကကျွန်တော်ပြောခဲ့ပြီးပြီပါဠိတော်နဲ့ထာဂရာနဲ့တွေ့ရင်ထာဂရာနောက်ဆုတ်ပေးရတယ် သူရမေရယအပြစ်ကြီးချောင်းပြောတာဒီခုဒကပါထထာဂရာထာဂရာနောက်ဆုတ်ပေးလိုက်တော့မုဒဝါဒကိုဘုရားရှင်ကိုယ်တိုင်ကဟောတဲ့အတွက်ဣတိဝုဒကပါဠိတော်ဟာရှေ့ရောက်သွားတယ်။เนาะဒါကြောင့်ပြောရင်เนาะအပြစ်ကြီးဆုံးကိုတခုတည်းအစ်စ်ကန်ပြပါဆိုရင် မုဒဝါဒပဲเนาะခုနကပြောသလိုမျိုးအလုံးအစင်ပြောင်းတွေးမယ်လို့ဆိုရင်เนาะနှစ်ခုစလုံးကမှတ်သားအပ်တယ်ရှောင်ရှားအပ်တဲ့အရာဖြစ်ပါတယ်